မင်္ဂလာပါမြစ်ဆိုင်ရေးတင်နေရတယ်ကျေးဇူးပါတယ်ကျွန်တော်တို့ဒီနေ့ဖြောပြမှာကတော့ Guinness Coffee A ဖြောမှာပါ Guinness Coffee A ဒီထုတ်လေးတော့ Coffee A အတွက်တည်တံ့ထုတ်ထားတဲ့အရမျိုးဟောဒီမှာလမ်းဘေးကဘာသာဆိုင်လေးတွေမှာ Coffee A ရောင်းလို့ရှိရင်ဒီအထုတ်လေးတွေနဲ့ရောင်းကြတာများတယ် Nest က Coffee A အမျိုးအစားတွေအများကြီးထွက်တယ်ပေါ့နော်ဒါကတော့ Racket ဒါလည်းရက်ကပ်ပဲသူကကျတော့တလူမျိုးချက်ဘူးနဲ့လာတကောင်ဖန်မလင်းနဲ့ဒါကျတော့ plus day နဲ့အာသူက Nescafe Ice Cafe Latte နော် Coffee A အပြင်ဆိုင်လေးတွေမှာဒါလည်းအသုံးများတာပေါ့နော်ဒါနဲ့သုံးပြီးတော့ Coffee A ရောင်းတာလည်းများတယ်တော့ဒီနေ့ဒါလေးနဲ့ဖြောပြအောင်သူဖြောတာကအာ လွယ်လွယ်လေးပါသူတခြားဘာမှဖြတ်ထည့်ရမလို့သူအမှုန့်နေတယ်အလုံးဖြုတ်လို့ရတယ်ဆိုတော့သူကရိုစုံနဲ့နှစ်စုံဆိုရပြီဒီအမှုန့်ကိုရိုစုံနဲ့နှစ်စုံဆိုရပြီနှစ်စုံဆိုရင်ဘယ်လောက်ရှိမလဲချင်းကြည့်လိုက် တခြားဘာမှထက်ထည့်ကြရမလို့เนาะကိုယ့်ကိုပြင်ရင်တော့ပြင်လို့ရအောင်ကျွန်တော်ဒီမှာတခြားဘာမှထက်မရဘူးဒီအမုံကြီးပဲအခုကဖြုံမှာ900မီလီခွတ်ဆိုင်တော့ပေါ့နော်900မီလီခွတ်ဆိုင်တော့ဒီဇွန်းနဲ့နှစ်ဇွန်းဆိုရပြီဒါဆိုဟို73ဂရမ်ရှိတယ်နှစ်ဆောင်ဆိုတော့26 25ဘယ်လောက်ပေါ့မှာရင်းနှွေးလေးထည့်လိုက်ပါရင်းနှွေးက150လေးမြည်ထည့်မယ် ဒီအမှုကြောင်မှုဝေးကြောင်ဝေးပြီးရင်ဒီထက်ကိုရေခဲအပြစ်ထက်ပြင်ဒီရှိတ်ကားလေးကိုရေခဲအပြစ်ထက်မယ်အပြစ်ထက်ပြီးတော့ရှိတ်လိုက်လို့ရှိရင်ရပြီပေါ့နော် ဲ့ဒါလိုမျိုးရပြီဆိုရင်ဒီထဲကိုရေခဲပြည့်ချင်တယ် ชาวสวนมิวลี่เนี่ยมิวลี่เนี่ยต้องลู้กองเลย ခေဒါလေးဆိုရင်လက်တီးတစ်ခွက် ice လက်တီးတစ်ခွက်ရပါပြီအာဒီတိုင်းလေးဖြော်ရင်ဟိုသူကတော်တော်လေးအရသာရှိတာတော့လို့ကောင်းတယ်ဆိုတော့ဒီတိုင်းလေးဖြော်ကြည့်ပါစေချားပါမှမထည့်ပဲနဲ့ဒီတိုင်းလေးအရင်ဖြော်ကြည့်ပြီးမှကိုလိုချင်တဲ့အရသာရအောင် ပြန်နိုးစီနိုးစိမ့်တို့တကြားတို့ခရမာတို့အဲထပ်ထည့်ပြီးတော့ပေါင်းလို့ရတယ်ကုလောစေဒီတန်းလေးအရင်ဖြောကြည့်ပါတော်တော်လေးတောက်လို့ကောင်းပါတယ်ဆိုတော့ဒီနေ့ကော်ဖီကဒီလောက်ပါပဲကျေးဇူးပါ